တရားကောင်းတဲ့နေရာမှာ2မျိုးရှိစာပေဘူးသူဒ္ဒနဲ့ပြည့်ပြည့်ဝဝကျန်းကန်အထောက်ထားနဲ့ဟောပြောကောင်းတဲ့ပုဂ္ဂိုလ်တွေရှိသလိုမိမကြိုက်ဟောပြောကောင်းတဲ့ဘုန်းကြီးတွေလည်းရှိမြန်မြန်ဘုန်းကြီးကျင်တော့မိမကြိုက်ဟောဘာလို့ယောက်ျားလေးရဲ့အသိမလူဘူးမိမတွေကြိုက်မှလူရတာအဲ့တကယ်ပြောတာဒါပေမဲ့ဒီလိုဟိုတော့ကပါတယ်ရှေးဥဒ္ဓမကျော်လာပါတယ် နာမည်ကြီးလိုက်တယ်လေဟုတ်တယ်မလားရှင်ဥဒ္ဓမကျော်တို့ပါတယ်သူတို့မိမကြိုက်ပြောလိုက်ပြီဆိုရင်မိမတွေကြွေးဆင်းသွားလားသူတို့ပြောတာပေါ့လေနော်အဲ့ဒါဆိုရင်ညူတန်လေးတွေနဲ့ဟောမှာပေါ့ဗျာဟုတ်လားသဘောကျအောင်ပေါ့ဗျာဟောတာပေါ့ဗျာဒါမျိုးတွေကမခက်ပါဘူးပလီတဲ့ရင်ရပါတယ်ပလီတဲ့ရင်ရတယ်နော်အဲ့ဒါလေးတွေရရဒါပေမဲ့စာနဲ့ပေနဲ့အထောက်ထားနဲ့တကယ်ကိုဟောလိုက်တဲ့ပုံကိုဟောပြောကောင်းတဲ့အတွက်နားထောင်တဲ့သူမှအသိပညာဘူးသူတရတွေတိုးသွားတယ် အလေးချင်းကောင်းနေရသွားတယ်ဆိုရဲဟာမျိုးကြီးရတယ